လောကမှာတဲ့လူတွေဟာစီဝါရေးလေးအစဉ်ပြေးလာလို့အဘိုးရှင်လေးရှိလာပြီဆိုလို့ရှိရင်ဒီရွှေတို့ရွှေစားငွေတို့ငွေစားလေးတွေနော်ဖန်တီးပြီးတော့မြေအိုးလေးတွေထည့်ပြီးတော့မြေကြီးကိုနဲ့စွာတူးပြီးတော့မြုံနံသိရှိရတယ်တဲ့ဘလို့ယူရခြင်းနဲ့မြုံနံကြတာတုံးဆိုတော့အနာဂတ်မှာနော်တစုံတရာအစဉ်မပြေမှုကြုံလာရင်ဒါလေးကိုအာကိုအာရာပြုပြီးတော့အစဉ်ပြေအောင်ဆောင်ရွက်ဖို့ဆိုတဲ့ကြီးရွယ်ချက်ပေါ့နော်အဲဒီကရက်စွာပြရတော့အကျေဟောပါတယ် နော်မင်းဘေးတင်ရောက်လာတဲ့အခါတခိုးတပုံဘေးတွေတင်ရောက်လာတဲ့အခါအငတ်ဘေးတွေတင်ရောက်လာတဲ့အခါနော်တစုံတစ်ခုသောဘေးရန်အန္တရာယ်ကြုံလာတဲ့အခါမှာဒီညှုံ့နှံထားတဲ့ဥစ္စာပစ္စည်းလေးကိုအာဟုပြုတ်ပြီးတော့အစဉ်ပြေပြေဖြစ်ရှင်းနိုင်ဖို့ဆိုတဲ့ကြီးရဲ့ခြင်းနဲ့ရွှေအိုမြှောက်လာတာလူရင်းပြောရရင်အနာဂတ်မှာအစဉ်မပြေတာကြုံလာရင်အစဉ်ပြေစေဖို့ဆိုတဲ့ကြီးရဲ့ခြင်းဟုတ်လားအဲ့ဒါလို့မြတ်စွာဘုရားအမိန့်ရှိတဲ့အခါမှာတခါကြီးတဲ့ပဂတိရွှေအိုမြှောက်တယ်ဆိုတာ အနာဂတ်မှာကိုမျောလင့်ထားတဲ့အတိုင်းကိုအတွက်နော်အသုံးချလိုက်ရတာလည်းရှိနိုင်တယ်လို့ကိုအသုံးမချလိုက်ရတာလည်းရှိနိုင်တယ်တဲ့ကိုမြုပ်ထားတယ်ဆိုလို့ကိုသုံးရလိမ့်မယ်လို့ကံတေကံမပြောလို့မရဘူးတဲ့ဘာလို့လဲဆိုတော့မြုပ်နှံထားတဲ့ပုဂ္ဂိုလ်ရဲ့အမှတ်တင်ညာတွေနော်မှားယွင်းပြီးတော့ငါဘယ်နှမြုပ်မိမှမသိဘူးဆိုပြီးတော့ပြန်ရှာမရတာလည်းရှိနိုင်တယ်တဲ့ဟုတ်လား နတ်တွေကလုံးတွေကနေရာရွှေ့ပြစ်တာမျိုးနတ်တွေနဂါးတွေကနေရာရွှေ့ပြစ်တာမျိုးလည်းရှိနိုင်နေတဲ့နော်နှုတ်ချစ်တဲ့ဒီအမွေခံသားစုသမီးစုတွေကိုကိုမချစ်တဲ့မခင်တဲ့ပုံကိုယ်တွေကလည်းပဲကိုမြုပ်ထားတာကိုပေါက်ကြပြီးတော့တိပြီးတော့ကိုမသိအောင်အဲ့ဒါကိုနော်တူးယူပြီးတော့နော်ကျူးဆောင်သွားတာမျိုးလည်းဖြစ်နိုင်နေတဲ့ဒါကြောင့်အကြောင်းမျိုးမျိုးကြောင့် ကိုမြုံတန်ထားတဲ့အဲ့ဒီဥစ္စာပစ္စည်းဟာကိုသုံးရလိုက်မယ်လို့ယတိပြပြောလို့မရဘူးတဲ့ကို့အတွက်အကျိုးရှိခြင်းလည်းရှိမယ်အကျိုးရှိခြင်းမှလည်းရှိမယ်ပြောတာမသေးကြဘူးပေါ့နော်ဒါလေးကိုရှင်းရင်းပြောတာမျိုးဆိုတော့ဗျာကုသိုလ်ကောင်းမှုတွေဟူသောရွှေဥကိုမြုံတန်တာကတော့အနာဂတ်မှာအကျိုးရှိဖို့ဖြစ်ထွန်းဖို့တေးကြတယ်ဆိုတာကိုပေါ်လွင်စေခြင်းလို့နော်လောကီပဂရိဥစ္စာပစ္စည်းတွေ